ဘာရှိတယ်လဲခုနကပြောတယ်လူတော်လူကောင်းနော်စိတ်ဓာတ်ကောင်းဖို့လိုတယ်စိတ်ဓာတ်ကောင်းမှကောင်းနိုင်ရလို့ခေါ်တယ်သို့တော့တခါတည်းမှာစိတ်ကောင်းစေနာကောင်းတဲ့လောက်ပြီးတော့လွဲတာတွေလည်းရှိနိုင်တယ်ဒါကြောင့်မို့လို့သိဖို့တတ်ဖို့တောဖို့လည်းလိုတယ်လို့ကျွန်တော်ပြောတာနော်အဲ့တော့ကျွန်တော်နမူနာလေးတစ်ခုပြောပါမယ်တခါတော့ကအဲ့ဒီလိုကြံကားလေးတွေကိုရေထဲကိုပြန်ပြီးတော့ချပေးတဲ့လုံမျိုး စိတ်ကထက်သန်တဲ့လူငယ်မျိုးပေါ့နော်အဲ့လိုတဘာဝပဝင်ချင်းကြီးတွေကိုလည်းချစ်တယ်တဘာဝမှာတဘာဝလောကကြီးဆိုတာငါတို့လူတွေနေဖို့မဟုတ်ဘူးသစ်ပင်တွေတောတောင်တွေတရဝါတွေပါနေဖို့နေရာဖြစ်တယ်ကျန်တဲ့တရဝါတွေတခုဘေးတကွာရောက်နေလဲသူတို့ကယ်ဆယ်ရမယ်သူတို့မျိုးမပြုတ်အောင်ကောက်ခွင့်စသဖြင့်အဲ့လိုစိတ်ဓာတ်မျိုးရှိတဲ့လူငယ်တယောက် နော်မိန်းကလေးတယောက်အဲ့ဒီမိန်းကလေးကနောက်တနေ့ကျတော့အမေရိကန်ပြည်မှာအင်မတန်ထင်ရှားတယ်ကဘာမှာပါထင်ရှားပါတယ် ျွန်တော်တို့အဲ့ဒီအမျိုးသမီးနဲ့ပတ်သက်လို့သူနဲ့ပတ်သက်တဲ့သူရဲ့အကြောင်းလေးကျွန်တော်တို့အများကြီးဖတ်ရဘူးပါတယ်အဲ့ဒီအမျိုးသမီးဒီသူ့အကြောင်းကိုသူတို့နဲ့ပြောမှဆိုအဲ့ဒီအမျိုးသမီးနောက်တနေ့ကျတော့ဘာဖြစ်တယ်လဲဆိုအဲ့လိုသဘောပေါက်ဝင်ချင်းထိမ့်သိမ်းရလို့ဘာလို့အကြောင်းပြင်ကိုအမျိုးသမီးများတန်းတူညီမျှရေးနော် feminist feminism ဆိုဆိုနော်အမျိုးသမီးများတန်းတူညီမျှရေးနော်အမျိုးသမီးများ rights နော် women's rights အဲ့လိုဟာမျိုးတွေကိုလှုပ်ခဲတဲ့အတွက်ကြောင့်အိုထင်ရှားတဲ့အမေရိကန်မှာအမျိုးသမီးရေးရတဲ့ပတ်သက်တဲ့ကောင်းဆောင်ဖြစ်တဲ့အမျိုးသမီးတယောက်ပါ Gloria Steinem လို့ခေါ်တယ်အဲ့ဒီအမျိုးသမီးကသူငယ်ငယ်တုန်းကအကြောင်းလေးကိုပြောပြတယ်ဒီအမျိုးသမီးကနောက်တနေ့မှစာရေးဆရာမဖြစ်တဲ့အဲ့လိုအမျိုးသမီးနဲ့ပတ်သက်တဲ့ကိစ္စနိုင်ငံရေးပေါ့နော်အမျိုးသမီးနိုင်ငံရေးကိစ္စဒါတွေမှာအများကြီးလှုပ်တဲ့ကြောင့်ထင်ရှားသွားတဲ့အမျိုးသမီးပါအဲ့ဒီအမျိုးသမီးကသူငယ်ငယ်တုန်းကအကြောင်းကိုပြောတယ်ဒီအမျိုးသမီးကငယ်ငယ်တုန်းကတက်ကြွကြောင်းတက်တဲ့ခါတုန်းကဘာတက်တယ်လဲဆိုတော့ သူအခုလုံနေတဲ့စာရေးတဲ့အလုပ်တို့ဘာလို့ညာလို့လဲတော်တော်လမ်းဝေးတဲ့တော့တိတ်မဆိုင်သလိုထင်ရတဲ့ဘာသာရတစ်ခုကိုတက်ကသူမှာယူတယ်ယူခဲ့ဘာဘာသာရလဲဆိုတော့ဘူမိဗေဒဘူမိဗေဒဆိုတာဒီပြည်ကြီးတဲ့ကြောက်ခဲတွေကြောက်တုံးတွေဒီထဲကနေရေနံထွက်မလားတို့ဒီကြောက်ထက်မှာဘာတတုတွေပါတယ်လဲစသဖြင့်ဒါလေ့လာတဲ့ပညာနော်ဘူမိဗေဒပညာစိတ်ဝင်စားတဲ့လူတို့အသိကောင်းမှမလို့အဲ့ဒီပတ်ဝန်းကျင်တို့ဘွားတို့ညာတို့နော်အဲ့ဒီလို့ ီမျိုးသမီးပိုင်းစသဖြင့်ခုနဝိတုဒေဘာကြီးလည်းရေးတယ်အဲ့လိုလူမျိုးတွေစာသမားအတွေ့ခေါ်သမားနဲ့တော်တော်ဝေးတဲ့ဘာသာရပေါ့နော်တော်တော်တက်ကတော့ကြောင်းတက်တော့သူအဲ့ဘာသာရကြီးယူမိတယ်ယူမိပြီးကြောင်းတက်တယ်ကြောင်းတက်ကကြတော့ဘူမိဗေဒဘာသာဘာလို့ရတယ်လဲဆိုတော့ဘူမိဗေဒကြောင်းသူကြောင်းသားတွေသည်နှစ်စင်နော်ဒီသူတို့က theory ကျွဲသင်တယ်လို့မရဘူးတကယ်ကွင်းဆင်းပြီးတော့လေအဲ့ကြောက်တို့ဘာလို့ညာတို့သွားပြီးတော့လေ့လာရတယ်နော်ထူကြတဲ့နေရာတွေမှာပေါ့နော်ရေကြီးဒီကြောက် ဘာညာထူးထူးခြားရှိတဲ့နေရာတွေကိုပွင့်စင်ပြီးလေ့လာတယ်လေ့လာတော့ဒီကြိမ်မှာသူတို့အဲ့လိုလေ့လာရေးခီးထွက်ရတယ်ထွက်တဲ့ကဘယ်လိုနေရာမျိုးရောက်တယ်လဲဆိုရင်ဒီမြစ်ကြောင်းပေါ့နော်မြစ်ရေတိုက်စားလို့နော်မြစ်ကဥပမာကျွန်တော်တို့အရာဝတီမြစ်ကျင်းလို့ဘာလို့လို့ပေါ့နော်ကြောက်တောင်တွေဘာတွေရှိတဲ့နေရာမျိုးကြားနေဖြတ်သွားတဲ့ကမြစ်ကကိုယ့်ကောက်သွားပြီးတော့ဘေးမှာကြောက်ဆောင်နိုင်ရနော်ဒီကြောက်နိုင်ရကြီးတွေရှိတယ်အဲ့မှာကြောက်လွှာအဆင်စင်တွေရှိတယ်အဲ့လိုနေရာမျိုးတစ်ခုကိုရောက်သွားတယ်အဲ့နေရာမှာဘယ်ကြောက်ကဒါကြောက်တွေရဲ့ဒီတက်တန်း အနုဉ္ဉင်ကိုကြည့်ပြီးဆရာတွေကဒီရမှာတော့ဘယ်မှာဘာတွေ့ရတယ်ဘယ်လိုပါ냐သင်မှာပေါ့ဗျာသူတို့ကလည်းထုတူလေးနဲ့ထုပါ냐ဖဲ့ရွယ်ပြီးကြည့်ကြပေါ့သူလောက်ရတယ်နေရအဲ့နေရရောက်တဲ့ခါကျဒီအမျိုးသမီးကသူများတွေကြောက်တွေဖဲ့ရွယ်ပြီးတော့ကြည့်နေဆရာကလည်းစာသင်နေတဲ့ချိန်မှာသူအဲ့နာမနေဘဲနဲ့ဟောဒီကျန်တဲ့လူတွေနဲ့နည်းနည်းဝေးတဲ့တနေရာဘေးဘက်ထွက်လာပြီးတော့ဟိုကြည့်ဒီကြည့်ဟိုလျှောက်ကြည့်ဒီလျှောက်ကြည့်ပေါ့နော်ပတ်ဝန်းကျင်ပါ냐တောတောင်ရေမေလိုက်ကြည့်တော့ကြည့်တဲ့ခါကျဒီ ကြောက်ကဘာဒီမြစ်ကမားကနေပြီးအပေါ်တက်သွားတယ်လမ်းကြောင်းလေးတက်လို့ရတယ်ချီဒီလူချီတောင်းနဲ့တက်သွားလို့ရတယ်လမ်းကြောင်းလေးသွားတွေ့ချီကြောင်းလမ်းလေးသွားတွေ့တယ်တွေ့တော့သူအဲ့ဒါလေးပေါ်ကနေဆက်ပြီးတက်သွားတယ်တက်သွားတော့အဲ့ဒီလမ်းကြောင်းလေးမှာဘာတွေ့တယ်လဲဆိုရင်ချီရတွေတွေ့တယ်ချီရကလူချီရတွေမဟုတ်ဘူးဘာမှမသိတဲ့ချီရဒီသူလူချာချာတွေသွားတွေ့တယ်တွေ့တော့သူလိုက်ကြည့်တော့ဒီနေရာမှာဘာကောင်းလဲမသိဘူးတကောင်ကောင်တော့ဒီပေါ်တက်သွားတာပဲဆိုပြီးသူသတိထားမိတယ် သူကဆက်ပြီးတက်သွားတယ်တက်သွားတဲ့ခါကျတော့မြေကဘာအထက်ရောက်တယ်အထက်ရောက်တဲ့ခါကျအပေါ်မှာတော့ပြင်းကြီးရှိတာပေါ့နော်မြေပြင်ပြင်းကြီးရှိတယ်ရှိပြီးတဲ့နောက်မလမကမ်းမှာအဝေးပြေးကားလမ်းမှာကြီးသွားတွေ့တယ်အဝေးပြေးကားလမ်းမှာကြီးအဲ့တော့သူကားလမ်းဘက်နားဘက်ကိုသူဆက်ပြီးတော့ရှောက်သွားတဲ့ခါကျတော့အဲ့ဒီခြေရည်လည်းသူမြင်မြင်ခဲ့တယ်မြင်ခဲ့တဲ့အချိန်ဆက်ပြီးသွားတဲ့ခါကျတော့ကားလမ်းမှာကြီးရှိတယ်ကားလမ်းမှာကြီးမှာလမ်းပခုံးရှိတယ်လမ်းပခုံးပြီးရင်လမ်းဘေးမှာနော်လမ်းမကြီးတွေဖောက်တဲ့ခါကျတော့ ေကြီးတွေပိုင်းတူးဖို့ဘာညာဆိုတော့အဲ့ဒီမှာဒီရေတွေပိုင်းတင်းတဲ့နေရာရှိတာပေါ့အဲ့မှာရှွန်းဆက်ဆက်ညွန်ဆက်ဆက်နေရာတစ်ခုလည်းသွားတွေ့တယ်နော်ဒီကနေတက်လာတဲ့အပြင်းကြီးရှိတယ်အဲ့ရှွန်းဆက်ဆက်နေရာရှိတယ်ပြီးတဲ့နောက်လမ်းပခုံးပြီးရင်လမ်းမကြီးဆိုတော့အဲ့ဒီရှွန်းညွန်ဇက်ထဲမှာရေနဲ့ရှွန်းညွန်နေနဲ့ရှိတဲ့နေရာမှာဘာသွားတွေ့တယ်လဲဆိုလိတ်ကြီးတစ်ကောင်သွားတွေ့တယ်အဲ့ခါကျသူသဘောပေါက်လိုက်တယ်အော်ဒါဟိုလိတ်ကြီးရဲ့ခြေရပဲဒီလိတ်က ဒီမြစ်ထဲကနေပြီးတော့တက်လာတဲ့ငါတက်လာတဲ့လမ်းကြောင်းတိုင်းတက်လာတက်လာပြီးတော့အဲ့ရွှွညွန်းနဲ့ရောက်နေတယ်ရောက်နေသူကြည့်ရတာဒီကနေတက်လာပြီးသူဆက်ပြီးတော့သွားမယ်ဆိုရင်ဒီလမ်းပခုံးပေါ်တက်မယ်ပြီးရင်လမ်းမကြီးကိုသူဖြတ်ကူးမယ်ဖြတ်ကူးလို့ရှိရင်ဒီမှာကားတွေကလည်းသွားနေဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြီးတော့လိတ်ဆိုတာလည်းပဲနော်သွားတာလည်းအင်မတန်နေတဲ့ခါကျတော့ဒီလိတ်ဟာကားတိုက်လိမ့်မယ်ကားတိုက်ရင်သေလိမ့်မယ်အဲ့ခါကျတော့သူတို့သရဝါတွေဘာတွေကိုလဲအင်မတန်တနာကျင်နာကဲဆယ်ခြင်းနဲ့စိတ်မျိုးလဲရှိတယ်လူဆိုတော့ကမိန်းကလေးဆိုတော့က ဟာဒီလေးကြီးတော့ငါကယ်မဖြစ်မယ်ဆိုပြီးတော့အဲ့ဒီရှွညုံထဲမှာသွားပြီးတော့သွားနေတဲ့လက်ကြီးကိုသွားပြီးသူဆွဲတယ်ဆွဲတဲ့ကလက်ကြီးကတော်တော်ကြီးတဲ့ကောင်ကြီးနော်တော်တော်ကြီးတယ်အဲ့တော့လက်ကြီးကသူသွားဆွဲတဲ့ကကြလက်ကြီးကသူ့ကိုလှည့်ပြီးတော့ပြန်ပြီးတော့ကိုက်မလို့ရမ်းမှုတယ်ရမ်းမှုလည်းမရဘူး तू ကကယ်မှာအတင်းကယ်တာဆွဲပြီးတော့ဒီလက်ကြီးကိုဆွဲချတယ်ဆွဲပြီးတော့ဆွဲသွားဆွဲရှွညုံထဲမှာသွားဆွဲတယ်ဆွဲဆွဲနဲ့တဖြည်းဖြည်းနဲ့လက်ကလည်းယုံဒါမှမဟုတ် तू ကလည်းဖိဆွဲတဲ့ကကြတော့တဖြည်းနဲ့ညုံထဲကနေအပြင်ရောက်လာတယ် ရောက်လာပြီးတော့သူကစောစောသူတက်လာတဲ့လမ်းကြောင်းဘက်ကိုဆွဲလာတာဆွဲလာတော့လက်ကလည်းယုံဟဲကန်ရပြန်လက်ပြန်ကြိုက်ဘာညာစားဆိုအဲ့လိုလုပ်ရင်းနဲ့သူတွင်းရွှေ့ရင်းနဲ့လက်ကအဲ့ဒီဒီလမ်းလေးပေါ်ရောက်လာလမ်းလေးပေါ်ရောက်လာတဲ့ကလမ်းကတော့အောက်ကိုဆင်းသွားမဲ့လမ်းဆိုတော့သူတွန်းချလို့လွယ်သွားတယ်အဲ့တော့လက်ကြီးကလှဲ့လှဲ့ပြီးပြန်တက်ဖို့ကြိုးစားတယ်မရဘူးသူတွန်းချတော့နောက်ဆုံးမြစ်ကန်စနာအထိရေစနာအထိရောက်သွား ရောက်သွားတဲ့အချိန်သူအဲ့လိတ်လိတ်ကြီးကိုအမော်တော်ကနဲ့ချွေးတွေတန်နေနဲ့နော်ပွေပွေတေတေဖြစ်ပြီးတော့သူတွန်းချသွားလို့ရေစန်းနားလေးရောက်လို့ရေထဲလဲတွန်းချမလို့လုံတဲ့အချိန်မှာသူတို့နဲ့အတူတူဒီလေလိုက်ကြီးထွက်တဲ့တည်းကပါလာတဲ့ဆရာတယောက်ကရောက်လာရောက်လာပြီဟာကြီးရကိုမမနေဘဲဒီမှာဘာလာလုံတာလဲလမ်းပြီးတော့မေးတယ်မေးတဲ့အခါကျတော့ဟာဒီလိတ်ကြီးအဲ့အပေါ်ထဲမှာဘာညာတွေ့လို့သမီးကတွေ့သွားမှဆိုလို့ဒီမှာကဲလာတာဆိုပြီးပြောပြတယ် ပြောတဲ့ခါကျအဲ့တော့မှဆရာကကြည့်ပါဆရာကဘူမိဗေဒတွေတတ်တာမဟုတ်ဘူးဒီသရဝါတွေအကြောင်းလဲအနေနဲ့များသိတယ်သိတဲ့ခါကျ तू ကအဲ့လိုကယ်လာတယ်လို့ပြောတဲ့ခါကျတော့ဆရာကနှုတ်ထုတ်တယ်နော်ဟာသေပါရောကွာတဲ့နော်ဒီလိတ်ဟာတဲ့အထီလားအမလားနော်အထီလားအမလား तू မသိဘူးဒါကြီးကလိမ့်မာကြီးတဲ့နော်ဒီလိမ့်မာကြီးကဥဥကျင်လို့ဒီရေတွေကနေတက်ပြီးတော့အဲ့ဒီရွှွန်ညွန်အဆက်ရှိတဲ့နေရာကိုတက်သွားတာတဲ့ ူကအဲ့နေရာမျိုးမှာမဥလို့ရတာတဲ့အဲ့နေရာကြမှာအကောင်ကပေါက်မှာတဲ့ဒါကြောင့်မလို့စူးစမ်းပန်းစားအဲ့နေရာအထိတက်သွားပြီးတော့ဥဥမလို့လှုပ်နေတာကြီးကဆွဲချလာတဲ့ခါကျတော့အခုသူ့မှာမင်းထမ်းပြီးတော့လဲတင်နိုင်မလားထမ်းလဲမတင်နိုင်ဘူးဆိုတဲ့ခါကျတော့ဒီလိမ့်မကြီးကပြန်ပြီးတော့ဥဥကိုအပေါ်ကိုတစ်ခေါက်ပြန်တက်အောင်မှာနော်ဆိုချင်တာကတော့စိတ်ကောင်းစေတနာကောင်းနဲ့သွားပြီးတော့ကဲတော့ကဲတယ်မတိပဲနဲ့လှုပ်တဲ့ခါကျတလွဲဖြစ်တယ်နော် ကယ်ဆယ်ရာမရောက်ဖက်နဲ့ဒုက္ခပေးရာရောက်တယ်เนาะဒါမျိုးလေးတွေရှိတယ်เนาะအဲ့တော့ဟိုငဲတဲ့လူတွေလူငယ်တွေဆွေရထက်တမ်းပြီးလှုပ်တဲ့ခါမှာသတိထားဖို့လို့ပြောချင်တာပါအဲ့လိုပဲဒီလိမ့်မကြီးကဲတယ်လို့ပဲလူတယောက်ကလှုပ်ထားတာရှိသေးတယ်ဒါလည်းပဲဒီလိုကိစ္စမျိုးတွေနဲ့ပတ်သက်လို့ရှိရင်နမူနာအဖြစ်နဲ့ပြောနေကြတယ်ဟိုအကြောင်းအရာတစ်ခုမို့လို့ကျွန်တော်ပြောလိုက်ပါအောင်မယ်အဲ့ဒါကဘာလဲဆိုတော့ဒီလိုပဲသရဝါတွေပါရိညာတွေစိတ်ဝင်စားတဲ့လူငယ်ပဲ လူငယ်တယောက်ကတခါကျတော့ဘာတွေ့တယ်လဲဆိုတော့လိပ်ပြတွေနော်လိပ်ပြလေးတွေလိပ်ပြဖြစ်ဖို့ဆိုတော့ကျွန်တော်တို့ဒီဒီပိုးချီအိမ်လေးပေါ့နော်အဲ့ဒီအိမ်လေးထဲမှာပိုးတုံးလုံးလေးပိုးတုံးလုံးလေးရမှာဒီပိုးအိမ်လေးအတောင်လေးတွေကနေထွက်လာထွက်လာပြီးရမှာတောင်ပံတွေထွက်လာပြီးတော့ထထပြီးပြန်ရတာအဲ့တော့ तू ကတနေရာမှာလိပ်ပြလေးတွေအဲ့ဒီလိုပိုးတောင်တွေဒီပိုးဒီချီအိမ်လေးတွေထဲကနေပြီးတော့ အိုးတို့ပိုးကောင်းလေးတွေထွက်လာပြီးလိပ်ပြာလေးတွေဖြစ်ပြီးပြန်သွားတဲ့နေရာကိုသူတွေ့တော့တွေ့တွေ့တော့အရန်သဘောကျတာအရန်သဘောကျတော့ဟာအိုးထဲကနေတကောင်ထွက်လာထွက်လာပြီးတော့လိပ်ပြာဖြစ်သွားပြန်ပြီပြန်သွားပြန်ပြီအဲ့ဒါတွေမြင်တဲ့အခါကျတော့သူသေးသေးချာချာကြည့်ကျင်လေ့လာကျင်တဲ့အတွက်ကြောင့်မို့လို့အဲ့လိုပိုးတောင်လေးတစ်ခုသူကောက်ယူလာတဲ့မထွက်သေးတဲ့ကောင်လိပ်ပြာမဖြစ်သေးတဲ့ကောင်တကောင်ယူလာခဲ့ပြီးတော့အိမ်မှာသူ့စပွဲပေါ်မှာတင်ပြီးတော့ကြာကြာနာသူထိုင်ပြီးတော့ကြည့်တာပေါ့နော် observe လောက်တာပေါ့နော် ေချာကြည့်တယ်ဘယ်လိုပဲပုံထွက်လာပြီဘယ်လိုဘယ်လိုလက်ပြဖြစ်သွားသလဲဆိုတော့ကြည့်တာကြည့်တော့အဲ့ဒီမှာအဲ့ဒီအတောင်လေးတွေကထိတ်ကဒီကောင်လေးထွက်လာမယ်အပေါက်ကလေးကသေးသေးလေးပဲအပေါက်ရှိတယ်ဆိုုံတော့ပဲမြင်ရတယ်အဲ့တော့ဒီအပေါက်ကလေးကလည်းဒီကောင်လေးကတွန်းတွန်းပြီးထွက်တယ်နော်အထက်ကပိုးပိုးတုံလုံးလေးကတွန်းပြီးထွက်တယ်ထွက်ပြီးနည်းနည်းလေးကောင်းပြူသလိုဖြစ်လာလိုက်ဆက်ပြီးမထွက်နိုင်မနဲ့ပြန်ပြီးတော့ဝင်သွားလိုက်ခဏနေတစ်ခါပြန်ပြီးကြိုးစားလာလိုက်နည်းနည်းလေးထွက်သလိုဖြစ်လာလိုက် ဖြစ်လာလိုက်ဆက်ပြီးတော့မတွန်းနိုင်ဘူးမတွန်းနိုင်တော့ပြန်ဝင်သွားလိုက်တယ်ဒီကောင်ကတော်တော်ပင်ပန်းခံပြီးတော့လှုပ်လှုပ်နေရတာတွေ့တွေ့တော့ကြည်နေရတာကသူ့ခမရသနာပါတယ်သူကလည်းကြည်နေရတာကြာတော့ကစိတ်ကမရှိတာလည်းတခုပါတာပေါ့နော်ပြီးတော့ဟာဒီကောင်ကတော့တော်ဒုက္ခရောက်နေပြီအဲ့တော့ငါကဓာကြီးကိုငုတ်တုတ်ထိုင်ပြီးကြည်နေရင်နော်သူ့ကိုနော်မသနာရမကျင်နာရရောက်မှဆိုပြီးတော့ဒီကောင်ကိုနောက်တစ်ချိန်အထက်ပြန်ဝင်သွားတဲ့အချိန်ကျတော့အဲ့ဒီအဝလေးကိုသွားပြီးသူကက်ကြီးသေးသေးလေးနဲ့သူကထိုးပြီးတော့ချက်ပြီးလိုက် နော်ဒီအဝါလေးကိုကတ်ကြီးလေးနဲ့ညှပ်ပေးလိုက်တယ်ညှပ်ပေးလိုက်ပြီးတော့အိမ်လေးကိုသူကဖြွင့်ပေးလိုက်တော့ပေါ့နော်ဖြွင့်ပေးလိုက်တဲ့အခါကျတော့ပိုးတုံလုံးလေးအထဲကပိုးတုံလုံးလေးကအပြင်သဘောပေါ်လိမ့်ကြကြည့်တယ်ဒီကောင်လိပ်ပြဖြစ်ပြီးဘယ်လိုထပြမလဲဆိုကြည့်တယ်အဲ့ဒီကောင်ကပိုးတောင်လေးကတော့ရှည်မျောမျောလေးထွက်လာတဲ့အကောင်ကအပြင်ရောက်တော့ပူဝိုင်ရိုင်ဖြစ်ပူဝိုင်ရိုင်ဖြစ်နေပြီတောင်မန်နေပါလေဆိုတာတွေကတော့မြင်တော့မြင်ရတယ်ဒါမှမဟုတ် စန့်လည်းမလာဘူးเนาะအဲ့တိုင်းပဲဘေးမှာချက်နေဒီကောင်ကထလာတယ်ထလာပြီးမပြန်မင်းနဲ့အဲ့ဒီသူ့စပွဲပေါ်မှာနည်းနည်းတကြီးတိုင်နဲ့ဟိုလျှောက်ဒီလျှောက်အဲ့လိုနဲ့သွားတယ်သွားပြီးမပြန်ဘူးဒီကောင်ပွက်ချလဲပြီးတော့သွားတယ်ဒီကောင်တောင်မန်လည်းဒီလိုဖြစ်မလားဖြစ်မလားတော့ဘာဖြစ်မှမသိဘူးသူကကျူဒီကောင်ကစရတယ်ပဲတိတ်ပြီးတော့မကောင်းတဲ့ကောင်လားမသိဘူးသူဒီလိုထင်တာပေါ့နော်သို့တော်ဒါမသေးကြတဲ့ကြောင့်မလို့နည်းနည်းဒီလိုပိုးကောင်လေးတွေအကြောင်းပိုနားလဲတဲ့လူသိတယ် လူတယောက်ကိုသွားပြီးတော့မေးကြည့်တဲ့အခါကျတော့ဟာဒီကောင်ရာနော်အဲ့တော့မှပြောပြဒီကောင်တွေကဒီပိုးတုံးလုံးတွေလိပ်ပြဖြစ်မဲ့ကောင်ကဒီလိုအပေါက်ကျင်းကျင်းကလေးကနေတွန်းပြီးတော့သူကထွက်ရတယ်သူ့ဘာသာသူအဲ့လိုထွက်တဲ့အခါကျမှသူ့မှာတောင်ပန်ဖြစ်မဲ့အစိမ့်ပိုင်းတွေကပါပြီးသားဒါမှမဟုတ်သူ့ခန္ဓာကိုယ်ထဲမှာသူ့ခန္ဓာကိုယ်မှာအရေတွေရှိတယ်ဒီကနေတွန်းပြီးထုတ်လိုက်လို့ရှိရင်အဲ့ဒီအရေတွေသည်ဟိုလမ်းကြောင်းဒီလမ်းကြောင်းတွေကနေပြန့်ပြန့်နှံ့သွားတယ် ပြန့်နှံ့သွားတဲ့အဲ့ဒီအရေတွေသည်တောင်ပန်ဖြစ်မဲ့စိတ်ပိုင်းတွေတော့ဝင်သွားတယ်တောင်ပန်ကမဟုတ်တားကြီးပပချာချာကလေးဖြစ်နေတယ်အဲ့ဒီအရေလေးနည်းနည်းပပဝင်သွားပြီးတဲ့ခါမှာဒီကောင်သည်ပိုတောင်တောင်တင်းတင်းဖြစ်သွားတယ်အဲ့ဒီလိုဖြစ်သွားပြီးတဲ့တစ်ချိန်ထဲမှာသူ့ခန္ဓာကိုယ်မှာလည်းပဲအရေတွေနည်းနည်းလေးယော့သွားတဲ့အတွကြောင့်မို့လို့ခန္ဓာကိုယ်ကလည်းချစ်ချစ်လေးလေးနဲ့အလေးချိန်ယော့သွားတယ်ယော့သွားတဲ့တောင်ပန်လည်းဖြစ်လာတယ်အဲ့ဒီခါကျမှဒီကောင်သည်ထပြီးပြန်လို့ရတာအဲ့လိုဖြစ်ဖို့အရေးကဒီအပေါက်ကနေသူတွန်းပြီးထွက်ရမယ်တွန်းထွက်ပြီးတော့မှသူ့ခန္ဓာကိုယ်ကို เนาะပြည့်စုံအောင် तू อ่ะလှုပ်ออกมาအဲ့တော့အခုတော့အဲ့ဒီလိုမလှုပ်လိုက်ရတဲ့ခါကျ तू ဖွင့်ပေးလိုက်တဲ့ခါကျတော့ခိုးကောင်ကတောင်းပန်သေးသေးချာမဖြစ်ဘူးအကောင်ကခန္ဓာကိုယ်မှာလဲအရေတွေကများဘိုက်ကလေးနေခါကျတော့ဒီကောင်ထပြန်မဘူးမပြောနဲ့လမ်းအောင်မနှဲရှောင်နေရเนาะအဲ့တော့သွားပြီးကယ်လိုက်တာလက်ပြလေးတကောင်လှလှပပထပြီးပြန်သွားတာကိုကြည့်ကြည့်မြင်ရင်လို့လှုပ်ရင်းကန်ရင်ရနေပြီးတော့မနေနိုင်လို့ကယ်ဆယ်လိုက်တာဟိုကောင်ဘဝတုံသွားတယ်ပြက်သွားတော့ပေါ့နော်ဆိုတော့ သူများကိုကယ်ဆယ်မဆိုရင်လဲဘယ်ဟာဒီကယ်ဆယ်ရရောက်တယ်လေနော်အဲ့တော့အဲ့မှာတရိယာလို့ပြောအောင်ပဲစေတနာနဲ့လှုပ်တဲ့ကိစ္စတွေတခါတလေမှိုင်းဒုက္ခရောက်တာရှိတယ်အရင်တော့ကဗျာအရင်တော့အကြောင်းကြီးပြောတော့မပြောချင်ပါဘူးသို့တော့ဆက်ဆက်နေလို့ပြောရတာအရင်တော့လူကြီးတွေဆိုကြားဥပါတယ်စေတနာနဲ့မှားတာဆိုတာနော်အရင်ခေတ်တော့ခဏခဏပြောတယ်ဗျာ ဟိုတစ်ချိန်တော့ပါဗောနော်ကျွန်တော်တို့တိုင်းပြည်မှာစေတနာနဲ့မှားတာပါစေတနာကတော့ကောင်းပါတယ်သို့တော်မှားသွားတယ်မှားလိုက်တာဘာဖြစ်သလဲဆိုတော့ပြီးခဲ့တဲ့မနေ့တနေ့ကခစ်တော့ကျွန်တော်မပြောချင်ပါဘူး तू ကမှားသလားမှန်သလားကျွန်တော်သိချမသိဘူးကြာနော်ဟိုခတ်စောစောကတစ်ခစ်အဲ့ဒါရဲ့မတိုင်ခင်တစ်ခစ်26နှစ်ဆိုတော့ခစ်နဲ့ပတ်သက်လို့တော့နော်ကျွန်တော်ကိုယ်တိုင်ပြောတာမဟုတ်ပါဘူးနိုင်ငံရားရောက်နေတဲ့ဗမာပညာရှင်တယောက်ကြာစီဝါရေးနိုင်ငံရေးပညာရှင်ပုဂ္ဂိုလ်ကြီးတယောက်ကရေးထားတာအဲ့ဒီခစ်ကို ဘာရေးသလဲဆိုဘာမာ road to poverty ဘာမာပြည်ဆင်းရဲခြင်းတို့တွားရလမ်းဆိုပြီးအဲ့ဒီ26နှစ်ကာလအကြောင်းကိုရေးတာလေဘာမာပြည်ကဘယ်လိုအခြေအနေကနေပြီးတော့ဘယ်လိုမွဲသွားရဆိုတဲ့အာရုံရေးတာနော်ဘာမာ road to poverty ဆင်းရဲခြင်းတို့တွားရလမ်းအဲ့ဒီတော့ကလေစိတ်ကောင်းစေတနာကောင်းနေနဲ့လှုပ်တာပဲနော် ကျွန်တော်တို့ဟာဥမမတော်ဧသီလမဆောင်နိုင်သောဒုက္ခဘာဒုက္ခအစာစင်းဘာညာဖြစ်သောဒုက္ခအဲ့လိုဒုက္ခတွေအလုံးဝကင်းလို့ပြီးဘာညာဖြစ်တဲ့အရှံပဲကြော်ဝဲတဲ့လူပေါင်းကြီးတိဆောက်ဖို့ဆိုပြီးစူးစမ်းပြီးတော့လှုပ်လိုက်တာအဲ့ဒီသရုပ်တူပေါ်ပါတယ်နော်ဆင်းရဲခြင်းကိုသွားရလံဖြစ်သွားတယ်နော်အဲ့ဒီတော့ကပြောတဲ့စကားတွေကတခုခုမှားသွားပြန်စေတနာနဲ့မှားတာလို့စီပြောတယ်လှုပ်တော့ကစေတနာနဲ့လှုပ်တာစေတနာနဲ့လှုပ်တာပဲဗျဒါမှမှားသွားတယ်ဗျအဲ့ဒါဆိုရင်ခွင့်လို့ပါဆိုတဲ့သဘောမျိုးနော်အဲ့တော့ဘလောက်မှားမှား စေရဏနဲ့ဆိုရင်ခွင့်လို့ရမယ်ဆိုတာသဘောမျိုးလို့ဖြစ်တယ်နော်အဲ့တော့ကျွန်တော်မျှတအောင်ပြောပါမယ်အဲ့ဒါကကျွန်တော်တို့တိုင်းပြည်မှာဖြစ်ခဲ့တာမဟုတ်ပါဘူးဘဘာမှာလည်းရှိတယ်နော်အဲ့ဒီလိုစေရဏနဲ့မှားတာတွေသည်စေရဏနဲ့မှားလို့သူများဒုက္ခရောက်တာတွေအများကြီးရှိပါတယ်ဘာကြောင့်လဲဆိုအင်္ဂလိပ်မှာရှိတယ်ဗျအင်္ဂလိပ်မှာရှိကြောင်းဘာကြောင့်ထင်ရှားတယ်လဲဆိုရင်ဥပမာတွေမပြောပါဘူးအင်္ဂလိပ်မှာစကားရှိတစ်ခုရှိတယ်အင်္ဂလိပ်စကား The road to hell is paved with good intentions the road to hell. General time the road to poverty. General sin ya jin do twa ya lan. English ka the road to hell. Nga ye bi do twa ya lan. Nga ye do twa ya lan go pave pave so hoina oh, lan ji khin do lo go. Khin na go pyo da. Paved with good intentions. Intentions wo, yu wo, wo, si si, Loo, English, so da you are jet di no sirina ri go pyo da ba. Nga ye bi go twa ya lan go sait kaung sirina kaung mya ne khin chin pay da ba de lo so de. English ka so ga de ka. အဲ့ဒီသေသေးချာချာ မတက်ဘဲနဲ့မတိဘဲနဲ့အတင်းစေရနာကောင်းပြီးတော့သူများကိုကယ်ဆယ်တဲ့လူတွေပေးခဲ့တဲ့ဒုက္ခနော်ပေးခဲ့တဲ့ငရဲကိုပြောချင်တာပဲနော်ဒါမှမဟုတ်လူတော်လူကောင်းဖြစ်အောင်သိဖို့လိုတယ်တက်ဖို့လိုတယ်စိတ်ကောင်းစေနာကောင်းစိတ်တက်လည်းကောင်းဖို့လိုတယ်လို့ပြောတာနော်ကျွန်တော်တို့ပုံမှန်မှာရှိပါတယ်အင်္ဂလိပ်မှာလည်းရှိတာမဟုတ်ဘူးရှေးတုန်းတဲ့ပုံမှန်မှာရှိတယ်ဇိကုတ်နှက်ပြေတင်တယ်ဆိုတာနော်ဇိကုတ်နှက်ပြေတင်တယ် ဇီကုရဇာလည်းပဲနောက်ကဂုတ်စီကနေညှစ်ပြီးတော့နတ်ပြည်ကိုတင်းတာကြက်စင်မှတ်လို့ခုံချတယ်လို့ပြောတယ်နော်ပမာစကားမှာရှိတာအဲ့တော့ဇီကုနတ်ပြည်တင်းတယ်ကြက်စင်မှတ်လို့ခုံချတယ်ဆိုစကားရှိတယ်ငါကတော့စေရနာတဲ့ဒီကောင်းကိုကောင်းအောင်လုပ်ခဲ့တာအဲ့ဒါကိုနားမလည်ဘွားဘယ်လိုလုပ်သွားတယ်ဆိုတာမျိုးပြောတာအဲ့တော့လူဆိုတာကတော့သူ့ဘာသူဘာစေနာရှိရှိဇီလာကုတ်ရင်မခံခြင်းဘူးနော်မခံနိုင်ဘူး ဘာဖြစ်မယ်ဆိုတာနောက်မှာလောလောဆယ်ဒီမှာညှစ်ထားတာအရင်ကိုကိုအဲ့ဒါနေတင်လိုက်တဲ့ခါကျတော့ကိုရောက်သွားတဲ့နေရာလူတွေဆိုတာသိတာပေါ့ငါရောက်တဲ့နေရာနတ်ပြည်လားကြက်စင်လားသိတာပေါ့ဗျာပေါ်ရောက်တော့ကြက်ခိုးဒီပါတွေပေလာတဲ့ခါကျတော့လေဒါကြက်စင်မဲဆိုတာသိပြီးတော့ခုန်ချတာပေါ့ဗျာနော်အဲ့တော့ပမာမှာရှေ့တုန်းတည်းကပဲရှိကြတယ်ဗျာစေတနာကောင်းတဲ့လှုပ်တဲ့သူများမှာဒုက္ခရောက်တယ်မလှုပ်ပါနဲ့ကျွန်တော်စေနာမထားပါနဲ့လို့တောင်းမှပဲသဘောမျိုးနော်ဒါမျိုးတွေရှိကြတယ် ဒါပါတော့အဲ့တော့လူတော်လူကောင်းတွေကိုယ်ပတ်ဝန်းကျင်လူအဖွဲ့အစည်းကိုကောင်းစေခြင်းနဲ့လူမှုရေးကိစ္စတွေလည်းလုပ်ချင်တယ်ဒီမှာဘာတွေအဆင်မပြေဖြစ်နေဒါတွေကောင်းတော့ငါတို့ကလုံမှာဆိုတော့လူတွေသည်သိဖို့လိုတယ်နော်ကျွန်တော်မနေ့ကသိဖို့အကြောင်းကျွန်တော်မနေ့ကတော့တော်တန်ပြောခဲ့ပါတယ်နော်သိဖို့အကြောင်းအဲ့တော့မနေ့တော့ကျွန်တော်ပြောတဲ့အခါမှာဘုရားတိုးတက်မှုအတွက်စာဖတ်ခြင်းဆိုတဲ့အကြောင်းပြောရင်းနဲ့ ျွန်တော်သိဖို့ရေးကြည့်တယ်ဆိုတဲ့အကြောင်းတွေမသိတဲ့လူနဲ့သိတဲ့လူနဲ့ဘယ်လို꽌ချတဲ့ဆိုတဲ့အကြောင်းတွေပြောခဲ့တယ်မသိတဲ့လူနဲ့သိတဲ့လူနဲ့ဘယ်လောက်꽌နိုင်တယ်လဲဆိုသခင်နဲ့ကျွန်းလောက်ထိ꽌နိုင်တယ်အင်္ဂလိပ်နဲ့ကျွန်တော်တို့ဗမာနဲ့အင်္ဂလိပ်ကသိတယ်ကျွန်တော်တို့ကမသိလို့ကျွန်တော်တို့ကကျွန်းဖြစ်တဲ့စသဖြင့်ကျွန်တော်ပြောခဲ့တယ်အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့သိအောင်ဆိုရင်ဘယ်လိုနည်းနဲ့သိနိုင်တယ်လဲဆိုသင်ယူရင်လေ့လာရင်စာဖတ်ရင်သိနိုင်တယ်ဆိုပြီးကျွန်တော်ပြောခဲ့တယ်နော်အဲ့တော့လေ့လာရင်မှတ်သားရင်လည်းသိပါတယ်စာဖတ်ရင်သိတာ ဲ့တော့ကျွန်တော်တို့ကစာဖတ်တဲ့အကြောင်းတွေကျွန်တော်တို့ရေးလို့ရှိပါတယ်စာဖတ်ရင်ဘာရတယ်ဘာဖြစ်တယ်ညာဖြစ်တယ်စသဖြင့်အချက်လက်တွေတော်တော်များရှိပါတယ်စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးဆိုပြီးကျွန်တော်ရေးရေးစရာအကြောင်းတွေကတော်တော်များရှိတယ်တိုးတော့အဲ့ဓာရီအားလုံးထဲမှာကျွန်တော်ကတော့ဘုနေတာပြောချင်တာတော့ရေကျူးဆုံးအချက်ပြီးအဲ့ဒီသိတယ်ဆိုတဲ့အချက်တခုစာဖတ်ရင်တခုသိရတယ်မဖတ်တဲ့လူကမသိဘူးနော်မဖတ်တဲ့လူ तू တွေ့တာဂျုံတာတွေ तू သိတာပေါ့လူတိုင်းကိုတွေ့ဂျုံကြတော့ကိုသိတယ် စာဖတ်တဲ့လူကကိုတွေ့တာကြုံတာတွေမကောက်လူတကာတွေ့တာကြုံတာတွေအကုန်လုံးကိုသိတယ်လိုက်ရှာပြီးဖတ်အကုန်လုံးသိလို့ရတယ်စာအုပ်တွေလိုက်ရှာပြီးဖတ်ရင်ဒီခေတ်ဆက်ဆက်တကဘာလုံးကလူပေါ်ကြဲရပဲစပြီးလူတွေတွေ့ခဲ့ကြုံခဲ့တဲ့ကိစ္စတွေအကုန်လုံးသိရနိုင်တယ်လူတွေသိသမျှတတ်သမျှအားလုံးလည်းသိရနိုင်တယ်စာရဲလိုက်ရှာပြီးဖတ်ဘာမှမဆိုသိရနိုင်ဘူးဒါမှမဟုတ်စာဖတ်ရင်သိတယ်လို့ပြောတာ